ော့9နှစ်ဝင်လာတဲ့အခါမှာကျွန်တော်တို့ရဲ့တိုးတက်မှုတွေကမြေပြင်မှာကိုတကြနနတကယ်ကိုအပုံလိုက်ကြီးအကြီးကြီးပေါ့ဗျာအများကြီးပေါ့ဗျာပြောရမယ်ဆိုရင်တော့ရှိနေဆိုတော့ကျွန်တော်တို့ရဲ့ဒီ online နဲ့မြေဒီမှာရှိနေတဲ့ဒီပီသူတွေကလည်းအများကြီးပဲဆိုတော့ပြောရမယ်ဆိုရင်ဒီလုပ်ငန်းတွေကိုဆရာဆိုးတို့အခုတစ်ဖက်ကလည်းတိုက်ပွဲဝင်ဖို့ဆက်ကြိုးစားနေလို့ဆရာဆိုးတို့ဒီဘက်ကအုပ်ချုပ်ဖို့ကြိုးစားနေရတယ်။နောက်မဲကြီးတို့ကဒီစစ်ချောင်ပီသူတွေအဲကုညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေရတယ်။ဆရာတီတို့ဆိုတဲ့ဒီဘက်မှာလူလူနဲ့ထိတွေ့ပြီးတော့လုပ်နေတဲ့တော်လိုင်းကြီးတာဝန်တွေပေါ့နော်။ ဒါတွေကဘာလို့တက်သေးပြနေလဲဆိုရင်ကျွန်တော်တို့တော်လန်ကြီးကတိုးတက်မှုတွေလည်းအရှိန်ဟုန်တစ်ခုနဲ့ရှိနေတယ်ဆိုတော့အချိန်တွေကိုတော့ကျွန်တော်အများကြီးလေ့လာရတယ်တွေးရှိရတယ်အားလဲအားတက်တယ်ဒီပိုင်းညထဲမှာပဲကျွန်တော်ဆရာတင်နဲ့လည်းပြောပြပါတယ်ကိုကန့်နဲ့လည်းပြောပြတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ကတိုက်ပွဲဝင်ဖို့ပဲဟိုပြင်ဆင်ထားခဲ့ကြတာတကယ်တမ်းဒီငယ်မြေတွေကအရတဲ့အခါမှာအုတ်ချုပ်ရေလုပ်ငန်းတွေလုပ်ကြတဲ့အခါမှာကျွန်တော်တို့မှာစိန်ခေါ်မှုလည်းရှိအားနေကြလည်းရှိဒါတွေကိုလည်း ဟိုအချင်းချင်းအပြန်လန်ညှိနှိုင်းဆွေးနွေးတိုင်ပင်ပြီးတော့ဖြည့်ရှင်းနေရလဲတွေ့ရတယ်။မဖြည့်ရှင်းနိုင်နိုင်လဲတွေ့ရတယ်။ဆိုတော့အဲ့တော့သေချာတာတစ်ခုကတော့ဗျာဒီဒေါ်လန်ကြီး၄နှစ်ပြည့်တဲ့တစုံလုံးအချိန်တွေကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒေါ်လန်ကြီးမှာအားသာချက်တွေကလည်းအများကြီးရှိတယ်။ဒီဒီနှစ်ဒီဂရီဒီရောက်လာအသက်သွေးချွေးအများကြီးကျွန်တော်တို့ပိတ်ဆက်ခဲ့ကြတာ။နဲတဲ့နဲတဲ့ဖြတ်တန်းမှုကြီးမဟုတ်ဘူးနော်။ဆိုတော့လူလူဆိုလည်းတကယ်ကိုကြည့်ချက်တကယ်ရုန်းကန်ရတဲ့အချင်း။ဆိုတော့တစ်ဖက်မှာလည်းခုနကလိုအားနည်းချက်တွေကလည်းရှိနေတယ် ဒီအားနည်းချက်နဲ့ဒီပြဿနာတွေကိုလည်းကျွန်တော်ကအရှိကိုအရှိတိုင်းမြင်ပြီးတော့ကျွန်တော်တို့အချင်းချင်းကြမှာဘယ်လိုဖြေရှင်းမလဲဆိုတဲ့ကိစ္စကိုလည်းကျွန်တော်တို့ဒီကနေ့ဒီအချိန်ဒီမှာပြပြသသရဲရဲဝုံဝုံပေါ့ဟောဘုကျောင်းဆန်ပြောခဲ့မှုတဲ့ဟာတိုင်းပြည်နဲ့လူလူမြင်တာကိုထောက်ထားပြီးပြပြသသဆောင်ရွက်ကြရမယ့်အချိန်လေးရောက်နေတယ်လို့ကျွန်တော်ခံစားရတယ်။ညမှာဆိုလည်းတော်တော်လေးကြည်တယ်ပေါ့နော်ရွာတွေမီးရှို့ခံရတဲ့တော်တော်လေးခက်ခက်ကြဲကြဲကြက်ကြက်တဲတဲကြားတွေကနေပြီးတော့အဲဒီစစ်အာဏာရှင်စနစ်ဆိုးကြီးကတော့ငါတို့ခင်မှာတော့အဆုံးသတ်ဖို့လူတွေဆိုတဲ့တကယ်ပြင်းပြတဲ့စိတ်ဆန္ဒကြောင့်ပဲ အဲဒီတော်လိုင်းမှာလူလူကပါဝင်နေရပါတော့အဲ့လိုပဲအဲ့လိုပါဝင်နေတဲ့လူလူကအဲကျွန်တော်တို့ဘာလုပ်ရလဲဆိုရင်ကျွန်တော်တို့အဲဒီအခွန်ဘန်နာတွေလဲကျွန်တော်တို့တော်လိုင်းရေးအတွက်ဆိုပြီးတော့ကျွန်တော်ထည့်ဝင်ရတယ်ပါတော့အရင်ကဆိုရင်တော့ကျွန်တော်ကိုမိသားစုအတွက်ပေါက်တူးတစ်ချက်ပေါက်ရတာနေပြီးတော့အခုကဒါတော်လိုင်းရေးအတွက်ဆိုပြီးတော့လဲကျွန်တော်နောက်ထပ်ပေါက်တူးတစ်ချက်ပို့ပြီးတော့ပေါက်ရတယ်ပါတော့အဲအဲ့ဒါတွေကိုကျွန်တော်တို့ကဘလူးပုံစံနဲ့အဲတည်တည်ချာချာဒီဘန်နာအခွန်ကောက်တဲ့ဘန်နာတွေကကျွန်တော်တော်လိုင်းရေးတဲ့ဟိုပဲအပြည့်ပြည့်ဝဝစီးဝင်နိုင်တဲ့ ဒီဘန်ဒါကြီးစနစ်ထူထောင်တဲ့ဟာအခွန်ကောင်းကိစ္စလေးဒါတွေလည်းကျွန်တော်တို့က PPCC လောက်ဖို့လိုတယ်ပေါ့နော်အဲအဲ့လိုမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ကမြင်တာကတော့လူဆိုတာကတော့ဖောက်ပြန်တတ်တဲ့သဘောတဘာဝရှိတယ်ငွေကြေးအာဏာကျွန်တော်ရလာတဲ့အခါကျရင်ဒီပေါ်မှာကျွန်တော်တာယာမိတာတွေလည်းရှိဒီလိုကိစ္စတွေကတော့ကျွန်တော်တော်လန်ကြီးမှာပြည်သူတွေလည်းခက်ခဲဖြစ်နေတယ်ကျွန်တော်ရဲဘော်တွေလည်းတိုက်ပွဲဝင်နေတဲ့ဟာတွေဒီလိုရဲဘော်တွေရဲ့မျက်နှာကိုယ့်ရဲ့လုပ်ဖို့ကင်ဘတ်တွေရဲ့မျက်နှာကိုကျွန်တော်ထောက်ရှုပြီးတော့အဲဒီလို အကျင့်ပြတ်ခြားစားမှုတွေပေါ့နော်အဲဒါတွေလည်းကျွန်တော်တို့ကတည်တည်ချာချာတားဆီးနိုင်တဲ့စနစ်တွေပူပေါင်းနေပေါ့နော်အဲဒါတွေလည်းကျွန်တော်တို့လုပ်ဖို့လိုမလားပေါ့နော်အဲအဲ့ဒါတွေလုပ်တယ်ဆိုရင်တော့ကျွန်တော်တော်လိုင်းကပို့ပြီးတော့ပြည်သူလူထုလည်းအားရှိမယ်အဲလုပ်နေတဲ့ဟာတွေလည်းပို့ပြီးထိရောက်မယ်ဆိုတော့မြင်တာပေါ့နော်ခွန်ကိစ္စကိုကျွန်တော်အဓိကထားပြီးတော့ကျွန်တော်ဆွေးနွေးချင်တာပေါ့လေဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီတို့ဆရာနေပြီးတော့ကျွန်တော်တို့အခွန်ကောက်လိုက်ဗျာ။နေမြေလဲရပြီးအုတ်ချွေလဲစပြီးအခွန်လဲကောက်နေပြီဆိုရင်ကျွန်တော်ကတေချာပေါက် ဲ့ဒီအခွန်ကောက်တဲ့ဟာကနေပြီးတော့မှကျွန်တော်ပြည်သူဝန်ဆောင်မှုပြန်ပေးရမှာကျွန်တော် public service ပြန်ပေးရမှာဗျာကျွန်တော်အခုဆိုရင်မန္တလေးမှာရောစကိုင်းမှာရောကျွန်တော်တို့စကိုင်းဆိုရင်လည်းဒါစကြောင်းထိုးတယ်အဲရွာတွေကြည်တယ်အပြည်သူတွေမှာဒီသူတို့ရဲ့စားဝတ်နေရေးနဲ့ပတ်သက်ပြီးတော့အဲစားဝတ်နေရေးဆိုတဲ့နေရာမှာဗျာနေဖို့တောင်မရှိတဲ့အရာတွေတောင်ရှိတယ်စားဖို့တောင်မရှိတဲ့အရာတွေရှိတယ်ကျွန်တော်တို့ကအဲ့ဒါတွေကိုဒီအုပ်ချုပ်ရေးရန်နေရာတွေကဒါဝန်ဆောင်မှုပြန်ပေးရမှာကျွန်တော်တို့မှာအဲ့ဝန်ဆောင်မှုပေးဖို့ကိုအဲ့အခွန်တွေကမစီစံဘူး ကျွန်တော်တို့နေရာမှာဆိုရင် zero budget တွေဖြစ်နေတယ်ဒါပေမဲ့တကယ်တကယ်အခွန်မရနိုင်ဘူးလားဆိုတော့ရတယ်အခွန်နေရတယ်ရတဲ့အခွန်နေဘယောက်သွားပြီလဲပြည်သူတွေမေးခွန်းထုတ်ကုန်ပြီငါတို့ကဒီမှာအခွန်နေပေးထားရတယ်ဘယ်မှလဲငါတို့တို့အ ਨੇ ဆုံးပြည်သူကထားပါတော့အဲဒီစာဝတ်နေရေးလေးအတွက်ကိုတဲလေးရရကြာဒါမှမဟုတ်မီးလေးပဲရရဒါမှမဟုတ်တခုခုလေးပဲရရသူတို့ဝန်ဆောင်မှုလိုချင်တယ်အဲ့တော့ဒါတွေရစကျွန်တော်တို့မပေးနိုင်ဘူး ဟုတ်ပြီဒါတွေအကုန်လုံးစသုံးစရိတ်သုံးတယ်ဆိုရင်တော့မှကျွန်တော်တို့ကဒါနဲ့ပတ်သက်ပြီးတော့ဘယ်လိုသုံးထားပါလဲဆိုတော့ budget ရှင်းတဲ့ငွေစင်းရှင်းတဲ့ကိုပြည်သူကိုကျွန်တော်ပြန်ချပြရမှာပေါ့နော်အဲ့တော့ဒါတွေကအခုနောက်ပိုင်းမှာပြည်သူထောက်ပြရစရာကြီးတော့ဖြစ်လာနေပါပြီဒီဒေါ်လာရည်ဒီတကယ်ပြည်သူဒေါ်လာရည်လူလူဒေါ်လာရည်ဖြစ်တယ်ဒါတခုပေါ့နောက်တစ်ခုကတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အဓိကရေတောင်းမြေပြဿနာတစ်ခုဖြစ်တဲ့ဒီ Federal စနစ်မတည်ဆောက်နိုင်ခဲ့တဲ့ပြဿနာအဲ့ဒါကိုဒီနယူဒေါ်လာရည်မှာကျွန်တော်တို့ဒီနိုင်ငံရဲ့လူဦးရေအများတဲ့ ဗမာတိုင်းရင်းသားတွေကိုယ်တိုင်ကနားလေလက်ခံသဘောပေါက်ပါတယ်ကျွန်တော်တို့တိုင်းပြည်နိုင်ငံရေးပြဿနာပြေလည်ခြင်းနဲ့ငြိမ်းချမ်းခြင်းနဲ့ဆိုရင် Federal စနစ်အစ်အမှန်တည်ဆောက်မှရမယ်ဆိုတော့လေဒီຫນွေဥတော်လံကြီးကိုအကြောင်းပြုပြီးတော့ပြီးသွားကြတယ်ဒါလေအင်မတန်ကောင်းတဲ့အင်မတန်ဟိုကြီးမားတဲ့တန်ဖိုးမဖြစ်နိုင်တဲ့အကျိုးမြတ်လို့ထင်တယ်ပေါ့နော်ဒါကြောင့်ဒီနေ့ဆိုရင်ຫນွေဥတော်လံကြီးမှာကြည့်လိုက်ပါစကားရေးမန္တလေးမကွေးလို့ပဲခိုးလို့တကယ်မြေပြန်ဒေသတွေပေါ့ဗျာဒီနေ့ပြောရင်ကျွန်တော်ဗမာတိုင်းရင်းသားတွေအဓိကအခြေပြုနေထိုင်တဲ့ဒေသတွေကစတော်လံကြီးမှာဒါအပြင်းထန်ဆုံးပေါင်းရင်းနေကြတယ်အဲ့တော့ကျွန်တော် ဒီတော်ဆန်ရေးဒီလင်းနေအတွင်းခီးတွေအများကြီးရောက်တဲ့နေရာအဓိကတော့လူတို့လူတွေသာအလောအပေါင်းဆိုလူမျိုးပေါင်းဆိုပထဝီဒေသပေါင်းဆိုပါဝင်ကြသူဆိုကျွန်တော်တို့အဲ့လိုကြုံကြည်ရဲပေါ့နော်ဒါကြောင့်တိုင်းနာတဲ့ကုရှိခီးရောက်တယ်ဒါဒီမဲ့ဆိုခုနကပြောသူကျွန်တော်တို့ကတော်ဆန်ရေးကခီးရရောက်တယ်ဒါမှမဟုတ်တကယ်တမ်းသာတော်လန်ကြီးရဲ့တပ်ဦးအဖွဲ့အစည်းတွေပေါ့ကျွန်တော်တို့ဒီမေပြန့်ဒေသတွေအတွက်ဆိုရင်တော့ NUG ဂျာကာလာမျိုးသားညီညီရေးအစိုးရပေါ့ဗျာဒီကျွန်တော်တို့တခြားเนาะဒီတိုင်းရင်းသားเนาะ အဲ ERO ဒေတာတွေတိုင်းလာဒေါ်လာရေးဖွဲ့စည်းဒေတာတွေမှာဆိုတော့အဲ့ဒီသက်ဆိုင်ရာနေမီကန် ERO တွေပေါ့နေမီထိချုပ်သိမ့်မဲ့တဲ့ ERO တွေနော်နောက်ကျွန်တော်တို့ဒါဒီ CRBH အနည်းစီစီအစရှိတဲ့ဒီဒေါ်လာရေးတက်ဦးဒေါ်လာရေးကိုတာဝန်ရှိတဲ့အဖွဲ့အစည်းတွေဒါဒီထက်ပိုပြီးတော့အလုပ်လုပ်နိုင်ကြတယ်ဆိုရင်ဒီထက်ပိုပြီးတော့အလုပ်ဖြစ်ကြမယ်ဆိုရင်တကယ်တော့အခု၄မိနစ်တာအခုရောက်နေတယ်ဆိုတော့ကျွန်တော်ဒေါ်လာရေးအယူရထအများကြီးပိုရောက်ခဲ့တဲ့နေရောက်နိုင်တဲ့နေပြည်သူလူထုရဲ့ထည့်ဝင်မှုကအများကြီးပဲဗျာ တတော်လို့နော်ပြီးသူကတောင်းရင်ကကြီးတယ်ဆိုတာထက်တောင်းပေါ့နော်ကျွန်တော်ပို့တယ်ဆိုတော့တော့လို့ရပါတယ်နော်အဲ့တော့အခုတော်လန်ကြီးလေးနှစ်ပြည့်တဲ့ခါမှာတချို့ပြည်သူတွေနည်းနည်းလေးသူ့အေးသွားတာမျိုးတော်လန်ကြီးကိုအဲဒီဒီပေါ့နော်အတံတရားရှိတယ်ဆိုတော့အဓိကဟိုမှန်တယ်စစ်ကောင်စီရဲ့ဖိနှိပ်မှုတွေတို့အချိန်ကာလကြာလာတာဆိုစာဝင်တွေကြက်တက်လာတာဆိုအကြောင်းရင်းတွေပါတာတို့တော့ခုနပြောတဲ့သူတို့မျက်စိရှိမှမြင်နေရတဲ့တော်လန်ကြီးအဖွဲ့အစည်းဆိုတာတော်လန်ကြီးသမားဆိုတာတွေရဲ့လုံပုံကိုင်ပုံလုံနီးလုံဟန်လွဲမှားမှုတွေအားနည်းချက်တွေပေါ်မှာပြည်သူကမြင်လာကြတာညှို့ညင်းလာကြတာ ဒါလားကွယ်တော်စံရေးသမားဒါလားကွယ်တော်စံရေးအဖွဲ့ဆိုတာမျိုးရှိလာကြတယ်။ဒါကိုကျွန်တော်တို့အခုချိန်မှာတော့ကျွန်တော်ထင်တယ်လေးလေးနက်နက်သတိပြုဆင်ခြင်ကြရမယ့်အချိန်ရောက်ပြီလို့ကျွန်တော်ကတော့ထင်တယ်ပေါ့။ရှေ့မှာဒါမအေးတို့ကုခန့်တို့လည်းပြောသွားတယ်ဆက်ဆက်တယ်ပေါ့ဗျာ။တော်စံရေးကတဖြည်းဖြည်းပြောင်းလဲလာတယ်။လွန်ခဲ့တဲ့လေးနှစ်အချိန်နေနဲ့အခုနဲ့မတူတော့ဘူး။လွန်ခဲ့တဲ့လေးနှစ်ကခုနတရားဝင်ဖို့ကိုစားပြုမှုကိုပဲရှေ့ရှုပြီးတော့အလုံးစုံတာဒီအိတ်ကာလာမှန်တယ်လို့ပြောပြီးအခုချိန်မှာအဲ့ဒါလည်းမလွန်တော့တော့ဘူး။ကျွန်တော်တို့ကနောက်ဆုံး NUG အစိုးရဖွဲ့တာပဲကြည်ပါ။အဓိကတော့တရားဝင်မှု ကိုစားပြုမှုကိုပဲအခြေခံပြီးဖွဲ့တာဒါကျွန်တော်တို့2020ရွေးကောက်ပွဲရလဒ်နဲ့ CRPH ကနေနော်ရောက်လာတဲ့ဝင်ကြီးတွေတူဝင်ကြီးတွေရှိမယ်အတိုင်းအတာတော်ဆိုင်ရေးဖွဲ့စည်းတွေနဲ့ကိုစားပြုဆွေးနွေးတဲ့ဟာတွေရှိမယ်တို့လူလူတပိတ်ဖွဲ့စည်းတွေအရက်ဖက်ဖွဲ့စည်းတွေရှိမယ်ဆိုစသဖြင့်သူကအားလုံးကိုနေပေကန္နာဘောင်းစုံကိုတရားဝင်မှုအားကောင်းအောင်ကိုစားပြုမှုအားကောင်းအောင်ဖွဲ့တာအခုကြတော့မဟုတ်တရားဝင်မှုကိုစားပြုမှုလည်းလိုလိုအလုပ်ဖြစ်ဖို့လည်းလိုပြီလက်တွဲကြဖို့လည်းလိုအပ်လာပြီထိရောက်ဖို့လည်းလိုအပ်လာပြီ အဲ့တော့ကျွန်တော်ကတော့အဲ့လိုလေအဓိကပေါ့နော်လွန်ခဲ့တဲ့၄နှစ်နဲ့အခုအချိန်နေနဲ့ပေါ့နော်တော်လန်ကြီးရဲ့တောင်းဆိုမှုတော်လန်ကြီးရဲ့အခြေအနေကရှေ့ကိုရွေ့လာတဲ့နေနဲ့တော်လန်ကြီးရဲ့တာဝန်ရှိအဖွဲ့အစည်းတွေကလည်းပြောင်းလဲလာတဲ့အခြေအနေနဲ့အတူဟန်ချက်ညီညီလိုက်ပါပြောင်းလဲဖို့လိုအပ်နေတဲ့အချိန်ရောက်တယ်ပြီကျွန်တော်ကတော့ဒါလေးကိုတစ်ဖက်အရင်မေးမိရပေါ့ဗျာ PDF တီရဲ့ထိမ့်ချုပ်သိမ့်ပိုက်ဖုံးမိုးနေပြီဆိုတာကျွန်တော်တို့မရှိခင်တုန်းကပြည်သူလူထုကထဲ့ဝင်လူဒဏ်နဲ့အလူဝင်နဲ့တော်လန်ကြီးအဖွဲ့ရဲ့ရက်တရား အဲ့ဒီတော်လန်ရေးအဖွဲ့ကြီးဘယ်မှာအခြေစိုက်တယ်ဆိုတာကိုကြည့်သူမသိဘူးအဲ့ဒီတော်လန်ရေးအဖွဲ့ကြီးဘာလုပ်နေတယ်ဆိုတာကိုကြည့်သူမသိဘူးဟုတ်ဟုတ်နော်ပြီးရင်နောက်တစ်ခုကပြည်သူလူထုတွေဒီတော်လန်ရေးအဖွဲ့ကြီးနဲ့ဓာတ်ရိုက်ခိတွေ့ဆက်ဆံရခြင်းမရှိဘူးဒါပေမဲ့ပြည်သူကအလုံးမလူလေကျွန်တော်တို့ရှေ့နှစ်ကာလတလျှောက်လုံးကြီးပြည်သူပေးတဲ့ပြည်သူကျွေးတဲ့ပြည်သူဓာတ်ရိုက်လူတဲ့အလုံးဝင်နဲ့ကျွန်တော်တို့ ခင်မစားပြရကျွန်တော်တို့စစ်တိုက်ခဲ့ရအဲ့တော့ဒီလူလူတို့ကိုတိုင်ကသိတယ်နော်ဒီတော်နိုင်ကြီးအဖွဲ့အစည်းတွေမှာပဲဖြစ်ဖြစ်နောက်ဆုံးကျွန်တော်တို့အာအမျိုးသားညီညွတ်ရေးအစိုးရကိုတိုင်မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီစနစ်ကြတဲ့စည်ရင်းစက်လုပ်ငန်းဆိုတာမရှိစနစ်ကြတဲ့ငွေကြေးဗန်တာလက်ပတ်ပုံဆိုတာမရှိဘူးဒါပေမဲ့ပြည်သူလူထုကလူတွေပုံအော်ပြီးလူတွေဘာလို့လူတွေယုံကြည်မှုပုံမှာရှိတယ်မြို့ ီလူပုဂ္ဂိုလ်ကတော့ဖြင့်သို့မဟုတ်ဒီအဖွဲ့အစည်းကတော့ဖြင့်မဟုတ်တာမလုပ်ဘူးတော်လန်ကြီးအတွက်ကိုလုပ်တယ်ဆိုတဲ့ယုံကြည်ချက်နဲ့လူပုဂ္ဂိုလ်ကိုယုံကြည်တာဖြစ်ကောင်းဖြစ်မယ်သို့မဟုတ်အဖွဲ့အစည်းကိုယုံကြည်တာဖြစ်ကောင်းဖြစ်မယ်အဲ့ဒီယုံကြည်မှုနဲ့ပြည်သူလူထုကဘယ်မှာအခြေစိုက်လို့စိုက်မှန်းမသိဘူးဘသူတွေပါလို့ပါမှန်းမသိဘူးဘာတွေလုပ်လို့လုပ်နေမှန်းတိတိကျကျဂါဂါနာနာမသိဘူးဒါပေမဲ့ပြည်သူကလှုပ်တယ်တကယ်လှုပ်ခဲ့တာကျွန်တော်တို့မှာ ်ညေးစွာမရှိသေးဘူးနော်ညေးစွာမရှိသေးဘူးဒါပေမဲ့ဤသူဒီဘဲစီဘဲဝဲမန်းမသိတဲ့ PDF တွေပဲဖြစ်ဖြစ်ပကဖားတွေပဲဖြစ်ဖြစ်တခြားသောတော်လိုင်းအင်အားစုတွေပဲဖြစ်ဖြစ်လူတိုင်းရဲ့အဲ့ယုံကြည်မှုနဲ့ဤသူကဇုံမိတ်ပြီးလူတိုင်းရဲ့အော်ဟုတ်ပြီကျွန်တော်တို့ကအဲ့ဒါကိုအရင်ပြပြီးကျွန်တော်တို့ဆက်တိုက်ခဲ့ကြတယ်နော်တခြားနိုင်ငံကြီးနိုင်ငံသားတွေမှာကျွန်တော်တို့တော်လိုင်းရေးတွေလုပ်ခဲ့ကြတယ်ဇပောင်းစုံပေါ့နိုင်ငံကြီးစစ်ရေးကျွန်တော်တို့ဗပောင်းစုံအနေနဲ့ အလုပ်လုပ်ခဲ့ကြ။အလုပ်လုပ်ခဲ့ကြတဲ့အခါကျတော့ဒါတဖြည်းဖြည်းနဲ့ကျွန်တော်တို့နင်းညီတွေကျွန်တော်တို့ရလာ။နော်ကျွန်တော်တို့တိမ့်ပိုက်ထိမ့်ချုံနိုင်တဲ့တော်လိုင်းအင်အားစုတွေပေါ့ကျွန်တော်တို့ဆိုဒီမှာဟိုဒါတော်လိုင်းအင်အားစုတွေဘက်ကထိမ့်ချုံတိမ့်ပိုက်စိုးမိုးနိုင်တဲ့နင်းညီတွေရှိတာ။နင်းညီရှိလာတဲ့အခါမှာကျွန်တော်တို့ပြည်သူလူထုရဲ့ဒါအလူငွေထည့်ဝင်မှုတွေကျွန်တော်တို့ပုံစံတစ်မျိုးနဲ့ကျွန်တော်တို့ပြောင်းလဲသွားတယ်။ဘာလဲဆိုတဲ့အခါမှာအလူငွေဆိုတာထက်ကိုကိုဘာလဲဆိုတော့အခွန်အခဆိုတာမျိုးကျွန်တော်တို့ဖြစ်လာတယ်။နော် ဘုံပစ္စည်းပေါ်မှာပဲဖြစ်ဖြစ်လုပ်ငန်းပေါ်မှာပဲဖြစ်ဖြစ်သို့မဟုတ်ကျွန်တော်တို့အာဒါဂိတ်တွေဖွင့်ပြီးခုနကပြောသလိုပေါ့နော်ဒါစစ်စေးဂိတ်တွေဖြတ်ပြီးတော့မှအဲ့အနေကျွန်တော်တို့အခွန်ကောက်တာပဲဖြစ်ဖြစ်ပေါ့ပုံစံမျိုးဆိုညီတို့ပဲဆိုစီကမို့အခွန်လို့ပဲနာမည်တက်တက်ကျွန်တော်တို့အာဘာလို့ပဲနာမည်တက်တက်ဒါဒီပြည်သူလူတွေရဲ့ထဲဝင်ဖြစ်တယ်